တော်ဝင်အလုတ်ယုံသပိန်ပေါက်အလုတ်သမားတချို့ထောင်ထဲမှာအယိုက်ခံရတာနဲ့ပတ်သက်ပြီးအကျဉ်းဥစည်းကိုတရားစွဲဆိုထားပါတယ်ဒီသတင်းကိုတော့ကိုဖိုးတီဟာပေးပို့ထားပါတယ်ရှင်တော်ဝင်ဆိုင်ယုံသပိန်ပေါက်အလုတ်သမားတွေကိုတရားစွဲဆိုခံရလို့အင်းစိန်ထောင်တွင်အကျဉ်းကြခံနေရစဉ်မှာထောင်ဝန်ထမ်းတွေကရိုင်းနစ်ခဲ့တဲ့အတွက်အလုတ်သမားတချို့ဒဏ်ရာရရှိခဲ့မှုနဲ့ပတ်သက်ပြီးခုလိုတရားစွဲဆိုလိုက်တာလို့လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှင်းနေဥအောင်သူရင်ထွန်းကပြောဆိုလိုက်တာပါအကျဉ်းဥစည်းကိုကျွန်တော် အကျော်ကိုယ်လာမတဲ့လောက်ကြားဆွဲလိုက်ပါလေအဲဒီထောင်ဝင်တဲ့အင်းမင်းအောင်ကနေပြီးတော့အင်ဂျင်ကျူဝတ်တယ်ဆိုပြီးတော့ပိုက်ရတယ်အဲဒီမှာအလုံးသမားနဲ့ရောက်ပိုက်ရခံရတယ်အာတရက်နဲ့ကန်တယ်အစားအချက်တွေကိုပြောပြတယ်ပေါ့နော်ပြောပြတဲ့အတွက်ကျွန်တော်18ရက်နေ့မှာ ကျွန်တော်တည်ရတယ်တည်ရတော့ဆက်ရှိတဲ့ညနေမှာကျွန်တော် SA ရေစကမှာဖုတ်ခွင့်တယ်ကျွန်တော်စရဝင်လာတော့မင်းဘာကိုကြောင်လို့မကြလဲတဲ့ကျွန်တော်ကကျွန်တော်မှထိရင်ပဲရှိလို့ပါအဲ့ရနှစ်စုံနဲ့ပါလာတာဒီစုံကချော်လာတယ်ဒီအဖြူပဲရှိလို့ကျွန်တော်ဝင်လာတာပါအဲ့ဒါကိုမင်းတို့ဘယ်ကောင်ကဝင်ခါလဲဆိုကျွန်တော်တို့ပါရတယ်ကုန်သမားရီရုံရဆုံးဖြတ်ချက်တွေကိုအကောင့်ထံမပေါ်သေးတဲ့အတွက်သက်ဆိုင်ရာလုံသမားဝန်ကြီးဌာနကိုလည်းတရားစွဲဆိုဖို့စီစဉ်ဆောင်ရွက်နေရလို့သိရပါဗျာ။ ဝင်ကြီးဌာနကမိမိတို့ရဲ့လုံဆောင်ပေးရမယ်တာဝန်မတရားပြတ်ခွက်နေပြီအဲ့ဒီအတွက်ဒီရန်ကုန်တိုင်းမှာအမြင့်ဆုံးဖြစ်တဲ့အလုပ်ပြုံနဲ့အလုပ်သမားဥပဒေစစ်ဆေးဌာနကိုကျွန်တော်တရားစွဲမှာကျတဲ့ဒီနေရာတွေအတီးသေးကျွန်တော်ချင်းကြပါလေကျွန်တော်တို့ရဲ့ကောင်လည်းကျွန်တော်တာဝန်ယူပါလေဝင်ကြီးဌာနက ောင်းမယ်အရှိဆုံးပုဂ္ဂိုလ်ကျွန်တော်တရားစွဲပါမယ်။တနစ်ကြော်ကြာမြင့်နေပြီဖြစ်တဲ့တာဝန်အလုပ်ရုံကအလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေဟာအခုချိန်ထိပြည်လည်မှုမရရှိပဲသက်ဆိုင်ရာတွေရဲ့လက်ပေးလက်ယူမှုတွေကြောင့်အခုလိုကြံ့ကြာနေတာဖြစ်တယ်လို့အလုပ်သမားတွေကပြောဆိုခဲ့တာပါ။အထင်ပြည်လို့လက်ပေးလက်ယူတွေမရှိအောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ။အဲ့လိုမတရားဖန်ဆီးခံရတာပဲအဖက်တင်ပြီးတော့အလုပ်သမားတွေက ဒုက္ခတွေနဲ့ပုံမှားတွေကယနေ့ချိန်ကြီးရရှိနေပြီးတော့အလုံးရှင်ဟောကြတော့ယနေ့ချိန်ကြီးတရားဆွဲဆိုမဲ့သူမရှိဘူးအရေးယူမဲ့သူဖြစ်ပေမဲ့သူမရှိဘူးခွန်သမารီယုံကဆုံးဖြတ်ချက်တွေကိုအကောင့်ထဲမဖော်ပေးရနဲ့ပတ်သက်ပြီးအလုံးသမားဝန်ကြီးဌာနကိုလည်းစာချုပ်လာပေးပို့ထားပြီးဥပဒေအရဆက်လက်ဆောင်ရွက်တော့မယ်လို့သိရပါတယ်ကျွန်တော်ဖို့တီဟာသတင်းပေးပို့ထားတာပါ